အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အတူတူလေ့လာကြမယ့်သင်ခန်းစာကတော့လဲအော့တယ်ဖြစ်ပါတယ်လဲအော့တယ်ဆိုတာကတော့သဘောပဲအပေါ်မူတည်တဲ့စသည့်အတိတ်ပဲမျိုးတက်ရောက်တယ်ပေါ့နော်ထိုင်းစကားမှာကျွန်တော်ကျွန်တော်တို့စာလုံးတစ်လုံးကိုလေ့လာတဲ့အခါဒီစကားတစ်လုံးကိုလေ့လာတဲ့အခါကျွန်တော်တို့ကဒီအကြောင်းအရာကိုသိသွားပြီပေါ့နော်ဒါကဒီလိုခေါ်တယ် ဒါပေမဲ့လို့ကျွန်တော်တို့နောက်ထပ်စကလုံးတစ်လုံးနဲ့လာပြီးတော့ပေါင်းဆက်ပြီးတော့ပြောတဲ့အခါဒီအတိတ်ပဲပဲပေါ့နော်ဆိုလိုချင်တဲ့အတိတ်ပဲကဒီအတိတ်ပဲပဲဒါပေမဲ့တခြားစကလုံးနဲ့ပြောရတဲ့ဟာမျိုးရှိတယ်ပေါ့နော်မြန်မာလိုဘာသာပြန်တဲ့အခါစီလျော်အောင်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ထိုင်းစကားနဲ့ ဒီစကားတွေမှာကျွန်တော်တို့စာလုံးတစ်လုံးလေ့လာပြီးမယ်လို့နောက်ထပ်အသေးပဲစာလုံးတစ်လုံးနောက်ထပ်စကားအသုံးအနှုန်းပြောလိုက်တဲ့အခါတယောက်နဲ့တယောက်နားလည်မှုတွေလွဲနိုင်တယ်ပေါ့နော်ဒါကဒီလိုမျိုးဖြစ်တယ်ဟိုကဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလွဲနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စကားလုံးအသုံးအနှုန်းဝေါ်ဝါးတာကျွေးနိုင်ရင်မြန်မာစကားလုံးဟုတ်လားကြွယ်နိုင်ကောင်းတယ်ပေါ့နော်ကျွန်တော်လဲစကားလုံးဟောတာမကြွယ်ဘူးပေါ့နော်အဲကျွန်တော်တို့ ျွန်တော်စာတင်တဲ့အခါမှာလေးလာတဲ့အခါမှာကျွန်တော်သင်ပေးရလို့မတတ်မှတ်ဖဲမနဲ့အမြဲတမ်းအတူတူလေးလာတယ်ဆိုတဲ့စကားလုံးမှာသုံးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လေးလေးလာမှတ်သားပြီးတော့ဒီကျွန်တော်တို့ကိုယ်တိုင်လေးလာပြီးသားဖြစ်သလိုနောက်ထပ်အတူတူလေးလာတဲ့ဒီတငယ်ချင်းတွေအပေါ်မှာလည်းအတူတူအဆင်ပြေအောင်ပေါ့နော်။နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဒီဗီဒီယိုဖိုင်တွေလုပ်ပြီးတော့အတူတူလေးလာကြခြင်းဖြစ်ပါတယ်နော်။တခြားဒီ ဆရာလုပ်လို့ချင်းအဲ့လိုမျိုးမရှိဘူးပေါ့နော်အတူတူလေ့လာတာဖြစ်ပါတယ်ဘာသာစကားတစ်ခုကိုတခြားကိုရဲ့မိခင်ဘာသာစကားတစ်ခုတော့ဝေါ်ဝါးတိုင်းကြွေတာပေါ့နော်တခြားသူများရဲ့ဘာသာစကားဆိုပို့ပြီးတော့ကြဲပြန့်တာပေါ့နော်အဲ့ဒါကြောင့်မလို့အတူတူလေ့လာတယ်လို့ပဲသုံးလုံးတယ်ပေါ့နော်အားလုံးပဲအတူတူလေ့လာမယ်တယောက်နဲ့တယောက်ဒီလိုအပ်တဲ့ခါမှာထောက်ပြမယ်တယောက်နဲ့တယောက်ဒီလိုမျိုးပေါ့နော်အဆင်ပြေပြေသွားကြမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဟုတ်ပြီစကားပြောရလဲရှည်သွားပြီအဲ့တော့ကျွန်တော်တို့ layout တယ် ဒီထဲမှာရှိတဲ့စကားလေးတွေကအများအားမဲ့တုံနှုံးတဲ့စကားလုံးလွယ်တဲ့စကားလုံးလေးပေါ့နော်မှတ်သားရလွယ်တဲ့စကားလုံးပေါ့နော်အဲ့ဒါမှတ်သားရလွယ်တဲ့စကားလုံးလေးကိုအတူတူလေ့လာမယ်မနေ့ကတော့ကျွန်တော်မေးထားတဲ့မေးခွန်းကိုဖြည့်ဆိုတာအကုန်လုံးမှန်တယ်ပေါ့နော်အဲ့ဒါကရာဖို့ဒိုင်းစာလာဆိုတာကအတိတ်ပဲမရှိတဲ့စကားကိုမပြောနဲ့ အဲနောက်ထပ်စကားလုံးတစ်လုံးထပ်ရှိတယ်နော်အကျိုးမရှိတဲ့စကားကိုမသုံးလုံးနဲ့မပြောနဲ့အဲအဲ့ဒီနေရာမှာအတိတ်ပဲနှစ်မြေနှစ်နှစ်ခုလုံးကအတိတ်ပဲခြင်းအတူတယ်နော်ကျွန်တော်ဆိုလိုချင်တာကဒါပေမဲ့လို့ဟိုကအတိတ်ပဲနဲ့ဒီကအကျိုးမရှိအတိတ်ပဲနဲ့အကျိုးဆိုဖြစ်သွားတယ်ဒါမင်းလဲလို့စကားလုံးပြောခြင်းနဲ့ဆိုလိုရင်းအတိတ်ပဲကအတူတူပဲ အဲကျွန်တော်ပြောခြင်းတဲ့စကားလုံးကအဲ့လိုပေါ့နော်စာလုံးနှလုံးရေးပြီးမဲ့လို့ပြောခြင်းတဲ့အတိတ်ပဲကဆိုလိုရင်အတူတူပဲเนาะအဲ့ဒါကြောင့်အတိတ်ပဲမရှိတဲ့စကားကိုမပြောနဲ့အကျိုးမရှိတဲ့စကားကိုမပြောနဲ့အဲအဲ့လိုသဘောမျိုးပေါ့နော်အားလုံးပဲသဘောပေါက်မယ်လို့ညွှန်လင်းနေပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေဒီမှာအမေးစကားလုံးလေးပေါ့နော်လဲတဲ့ကြကင်အရိုင်းဒီကြကင်အရိုင်းဒီဘာစားရင်ကောင်းမလဲ ကြခင်အရိုင်းဒီဘာစားရင်ကောင်းမလဲဒီနေရာမှာကျွန်တော်မရေးမပြရတော့ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီမှာ video file ကကျွန်တော်ပုံမှန်တဲ့ရှင်းသွားပြီ။ခုနကစကားပြောတာများသွားလို့ပေါ့နော်။ဟုတ်ပြီ။ကြာကင်အရိုင်းဒီဘာစားရင်ကောင်းမလဲ။ဟုတ်ပြီ။အဲ့ဒီအချိန်မှာကျွန်တော်တို့ကပြောမယ်။ကျွန်တော်တို့တရားရောက်ကကြွေးမွေးတယ်ပေါ့နော်။အဲ့ဒီအချိန်မှာကျွန်တော်တို့သူကကြွေးမွေးတဲ့ခါကျတော့ဘာစားရင်ကောင်းမလဲလို့မေးရင်ကျွန်တော်တို့ကအားငါဘာစားခြင်းနဲ့ဘာစားခြင်းနဲ့လို့မပြောဘဲနဲ့အား ။ဘာပဲဖြစ်ဖြစ်ရပါတယ်ကျွန်တော်မယွေးပါဘူးပေါ့နော်။အဲ့လိုပြောချင်တာပေါ့နော်ဒီခရီးစာ။ဟုတ်ပြီအဲ့ဒါကိုဘယ်လိုပြောမလဲ။กินอะไรก็แล้วแต่ผมไม่เลือกจะกินอะไรก็แล้วแต่ဒီညမှာစကားကိုဖြတ်လိုက်မယ်နော်။ผมไม่เลือกจะกินอะไรก็แล้วแต่ဘာပဲဖြစ်ဖြစ်သဘောပဲပေါ့နော်။ဘာပဲစစသဘောပဲ။ผมไม่เลือกကျွန်တော်မယွေးပါဘူး။ เออเนาะไอ้หลูมันပြောอย่าดาหมออะจนไม่รู้บ่าวบ่าผิดย่าบ่าได้ตะบอเป๋เออไอ้หลูมันสกาเนี่ยပြောได้คาจะไอ้หลูပြောรู้ย่าได้บ่เนาะจากกินอะไรก็แล้ว แต่ผมไม่เลือกบ่าเวซาซาย่าได้เนาะจนไม่ยุ้ยบูทีเนี่ยมากินอะไรก็แล้วแต่บ่าเวซาซาแล้วย่าได้ผมไม่เลือกจนไม่ยุ้ยบูกินอะไรก็อิก็อินอกิน no ออะอะรอไอไรก็ก็ไม้แต่งคูก็แล้วรอเอวอแล้วไม้ทูแล้วตอเอเตไม้เอเตแล้วแต่ ผมไม่เลือกพอโอโมอผมมอไอไม้ไม้ไม้รอเอือก็เลือก ผมไม่เลือกจะเนาะมายุ้ยบาบูกินอะไรก็แล้วแต่ผมไม่เลือก แต่พอเว้ยบาเว้ยซาซาย่าเดจะเนาะมายุ้ยบาบูโดပြောတာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာမှာခொနကစကားအတုံးတော့ပြောမယ်လဲောက်တယ်တဘောပဲမူတည်တယ်အဲဒီနေရာမှာဒီနေရာမှာပြောမယ်ဆိုရင်ဘာပဲဆဆတဘောပဲလဲောက်တယ်ကတဘောပဲလို့တက်ရောက်တယ်နောက်ထပ်စကားလုံးအလုံးတစ်လုံးပြောမယ်အဲ့ဒါကမေကွန် အဲ့ဒါကိုကျွန်တော်တို့မြန်မာလူဘယ်လိုမျိုးစီလျော်အောင်ဘာသာပြန်မလဲเนาะလဲအောင်တဲ့ကတော့ကျွန်တော်တို့သိပြီလဲအောင်တဲ့ဆိုတာသဘောပဲမူတည်တယ်ဒီနေရာမှာကျွန်တော်နောက်ထပ်စာလုံးတစ်လုံးရေးပြမယ်အဲ့ဒါကဘာလဲစရာအိုအော်အိုအိုအော်အိုဆိုအိုလို့ပဲထားမယ်သူ့ရဲ့တရားလေးအတိုင်းပဲသွားတယ်စရာအိုလို့ခေါ်တယ် ဒါပေမဲ့နောက်မှာ all and b ပါတယ်ဆက်တာ o ကောအာစောကာโอกาส โอกาส โอกาสอ่ะจ้าบุ๋มเลยตู้เยอดิเปยก็อขွင့်เยอขွင့်เยเนี่ยแล้วแต่โอกาสဆိုပြီးတော့နှလုံးလုံးပေါင်းမယ်ဆိုရင်ဘယ်လိုမျိုးမြန်မာလိုอดิเปยဘာသာစီလီယံပြန်မလဲပေါ့เนาะအဲ့ဒါပဲဖြစ်ပါတယ် လွယ်မယ်လို့ထင်တယ်ပေါ့နော်အဖြေကတော့ဒီထက်မှပါနေပေါ့နော်ဟုတ်ပြီအတူတူပဲဖြေဆိုကြမယ်အားလုံးပဲဖြေနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အတူတူလေ့လာထားတဲ့ငွေရင်းတွေလည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်